ဒီပါတီအောင်မြင်မှုတွေရရှိနေပြီဖြစ်တဲ့အင်ဒရာဂျိုစင်နဲ့ပိုင်ပြိုတို့ပိတ်သမျှအောင်လုပ်မယ်မင်္ဂလာပါရှင်။အခုဆိုရင်ပြည်သူချက်တဲ့အမှုပညာရှင်တွေဖြစ်ကြတဲ့အင်ဒရာဂျိုစင်နဲ့ပိုင်ပြိုသူတို့အထူးကတရားစောင်းနေနဲ့ပါဝင်ထားကြတဲ့ What happened to the world ရရှိရဇာကားကိုစင်ကာပူမှာပြသတော်မှာဖြစ်ပါတယ်။အဲကြောင့်တွေကိုဒါရိုက်တာနာဂျီကပိတ်သရေကိုအတိအပြီးပြောပြလာခဲ့ပါတယ်။အခုဆိုရင် What happened to the world ရရှိရဇာကားကြီးကို င်ကာပူမှာပြသတော့မယ့်အပေါ်မှာလည်းဗိဒရီကဝန်တာကိုယူနေကြပြီး what happened to the wolf ပြောရှင်စကားကြီးနဲ့ပတ်သက်ပြီးစရိုက်တာအနာကြီးကအခုလိုပဲအသိပေးလာခဲ့ပါတယ်ဒရိုက်တာအနာကြီးက what happened to the wolf နိုင်ငံတကာမှာပြသနိုင်ဖို့ကျွန်တော်တို့စီစဉ်ပြင်ဆင်နေပါပြီပထမအဆုံးကျွန်တော်ပြောချင်တာကတော့ဒီ project ကတလရာ foundation မဟုတ်ပါဘူးကျွန်တော်ရဲ့ personal project တစ်ခုအနေနဲ့ပဲစီစဉ်လုပ်ဆောင်သွားမယ်ဆိုတာအတိအလင်းအတိပေးလို့ပါတယ် ဒီနေ့ကြော်ကာလမှာကျွန်တော်တို့ပထမဆုံးပြန်စမယ့်အမှုပြလုပ်လေးဖြစ်ပါတယ်။ဒီကာလတခြားလို့မှာကျွန်တော်နဲ့အတူတူကိုနိုင်တဲ့ဘက်ကနေအကောင်းဆုံးပါဝင်ခဲ့ပါဝင်နေစေဖြစ်ပါတယ်။အခုချိန်မှာတော့ကျွန်တော်တို့ရက်တရေနဲ့ရှေ့ဆက်ရုပ်ရှင်ရိုက်ကူဖန်တီးနိုင်ဖို့အတွက်လည်းစဉ်စားပြင်ဆင်ဖို့လိုအပ်လာပြီလို့ယူဆပါတယ်ဆိုပြီးအတည်ပြုဖော်ပြလာခဲ့ပါတယ်။ What happened to the book ရုပ်ရှင်စကားကြီးကတော့ Twitter နာကြီးရဲ့ဒုတိယမြောင်းရုပ်ရှင်စကားကြီးဖြစ်ပြီးအဲဒီရုပ်ရှင်စကားကြီးမှာတော့ Indra Johnson နဲ့ပိုင်ပြိုသူတို့ကအတိတ်က ဇက်ဆောင်နီယာကနေအကောင်းဆုံးစူးစမ်းပြီးဒီဥဆောင်ရိတ်ကိုကြားရကိုတွေ့ရမှာဖြစ်ပါတယ်။ What happened to the wolf ရုပ်ရှင်စကားကြီးမှာအင်ဒရာဂျိုဇင်ရောပိုင်ဖြိုသူတို့ကအကောင်းဆုံးစူးစမ်းထားကြပြီး What happened to the wolf ရုပ်ရှင်စကားကြီးကအောင်မြင်မှုများစွာကိုလည်းရရှိခဲ့ပါတယ်။ What happened to the wolf ရုပ်ရှင်စကားကြီးကိုစင်ကာပူမှာမကြာမီပြသတော့မယ့်ပုံမှန်လေးပိတရီကမန်တွေမှာမျိုးမျိုးရေးသားထားကြတာကိုတွေ့ရပါတယ်။ပြောဆောင်ပိုင်ဖြိုတွင်အင်ဒရာဂျင်စင်တို့အဓိကပါဝင်တာတဲ့ What happened to the wolf ရုပ်ရှင်စကားကြီးကို ဂျာမနီနိုင်ငံ Internationalist Philippus Otterbro 2021မှာပွဲဥထွက်ပြသခဲ့ပြီး Simon Class Award ဆိုရရှိခဲ့ပါတယ်။ Samuel Glaser Award ဆုကိုရရှိခဲ့ပါတယ်။ဒါပြင် Dili International Film Festival 2021မှာ Best Narrative Feature ဆုနဲ့ Hannover Film Festival 2022မှာ Best Play Award ဆုကိုရရှိခဲ့ပါတယ်။အင်ဒရာကျော်စင်ရောပိုင်ပြိုသူတို့ကပြည်သူ့စစ်တဲ့အနုပညာရှင်တွေဖြစ်ကြသလို တို့နောက်စလုံးကပရိုက်တာလို့တွေကိုလည်းတပတ်တလန်းကနေဆောင်ရွက်ပေးနေရပါနိုင်ငံတော်အမှုပညာရှင်စနေရီဖြစ်ကြတဲ့ပြည်သူဦးနဲ့အင်တာဂျန်ဆန်တို့ကတော့အခုဆိုရင်အရင်ကလိုအမှုပညာလို့တွေမလို့ဖြစ်တော့ပေမယ့်အခုဆိုရင်ပရိုက်တာလို့တွေမှာတပတ်တလန်းကနေဆောင်ရွက်ပေးရင်ပျော်ရွှင်ပွဲမိသားစုဘဝလေးမှာအေးအေးချမ်းချမ်းလေးဖြစ်တဲ့နေကြပါတယ် ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပြည့်ချစ်မှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။